ရမ်းပြည်နယ်ကလေးလုံတမာအပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ၈ခု၏လုပ်ငန်းညှိနှိုင်းစည်းဝေးကျင်းပတဲ့တွင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရမ်းပြည်နယ်ကလေးလုံတမာအပပျောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီ၈ခု၏လုပ်ငန်းညှိနှိုင်းစည်းဝေးကိုမေလ30ရက်မွန်လွဲတနာရီကပြန်ကြားရင်းနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူမှုအခြေပြုဘဝဌာနအစည်းအဝေးခန့်မှန်း၌ကျင်းပပြုလုပ်ခဲ့ပါတယ်။ ရှေးဦးစွာရှမ်းပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီဥက္ကဋ္ဌရှမ်းပြည်နယ်အစိုးရဖွဲ့ဝင်ပြည်နယ်လူမှုရေးရာဝန်ကြီးဦးမင်းမင်းလွင်ကမြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအမျိုးသားအဆင့်လုပ်ငန်းစီမံချက်2024-2028အားရှမ်းပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီ၈ခုမှအကောင့်ထည့်ဖို့ဆောင်ရွက်နေမှုနှင့်ဆက်လျင်ပြီးပုံမှန်ညှိနှိုင်းချိတ်ဆက်ပူးပေါင်းဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ယနေ့အစည်းအဝေးကိုကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း လေးတငယ်များကိုလုပ်ငန်းခွင်တွင်စောလင်စွာအသုံးချပါကတန်ဖိုးရှိသော လူငယ်လူရွယ်ဖြစ်ရေးကိုအဟံသာဖြစ်စေပြီး ကောင်းမွန်သည့်အတွက်မူဝန်ကြောင်းဆိုင်ရာအခွင့်အရေးများကို ဆုံးရှုံးစေနိုင်၍နိုင်ငံ၏လူစွမ်းအားအရင်းအမြစ်များကို ဆုံးရှုံးစေသောအကြောင်းရင်းတစ်ခုလည်းဖြစ်ပါကြောင်းပြည်သူများအကြကလေးလုတ်သမားရော့နေပပျောက်စေရန်ပူပေါင်းစန့်ကျင်တိုက်ဖြတ်ရေးစိတ်ဓာတ်များဂိမ်းအောင်လာစေဖို့ဘဟုတုတ္တမြဝေကား အသိပညာပေးခြင်းတို့အားအလေးထားဆောင်ရွက်ခြင်းကိုဟန်ချက်ညီညီလှုပ်ဆောင်နိုင်မှသာမြေမြောက်ကကလေးတငယ်များလုပ်ငန်းခွင်အတွင်မှရော့နေသွားမှာဖြစ်ပါကြောင်းကလေးတငယ်များရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာပွင့်ပြူးတိုးတက်မှသာ နိုင်ငံတော်၏အနာဂတ်ကိုကောင်းမွန်စွာဖန်တီးပေးနိုင်မှာဖြစ်သည့်အပြင်စီးပွားရေးပွင့်ပြူးတိုးတက်မှု လူနေမှုဘဝမြင့်မားမှုပညာရေးပွင့်ပြူးတိုးတက်မှုများနဲ့ ဓာတ်ရိုက်သက်ဆိုင်နေခြင်းကြောင့်လုပ်ငန်းစီမံချက်များကိုထိရောက်အောင်အကောင့်ထဲဖို့ဆောင်ရွက်ရာတွင်ရလကောင်းမြန်ရရှိစေရန်ကော်မတီအဖွဲ့ဝင်များအနေဖြင့်လှုပ်သိမ့်လှုပ်ထိုက်သည့်များကိုမြင်းမြန်ဆန်းဆန်းဆောင်ရွက်နိုင်ရေးအချင်းချင်းပူးပေါင်းဆောင်ရွက်ရန်ပြောကြားခဲ့ပါသည်ထို့နောက်ရှမ်းပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီ၈ခု၏အတွင်းရေးမှူးများမှလုပ်ငန်းဆောင်ရွက်ချက်များနှင့်ဆက်လျင်း၍ဆွေးနွေးတင်ပြကြရာ ဆွေးနွေးတင်ပြချက်များနှင့်ဆက်လင်း၍ပြည်내လူမှုရေးရာဝန်ကြီးကတက်ဆိုင်ရာကော်မတီများအလိုက်စီမံချက်များကိုအပြည့်အဝဆောင်ရွက်သွားရန်လုပ်ငန်းညှိနှိုင်းစည်းဝေးရှင်းလင်းဆွေးနွေးချက်များသဘောတူဆုံးဖြတ်ချက်များကိုမျက်ခြေမပြတ်အကောင့်ထဲပေါ်ဆောင်ရွက်သွားရန်နှင့်စင်ဆက်မပြတ်စောင့်ကြည့်ဆောင်ရွက်ရန်ဌာနအချင်းချင်းပူးပေါင်းဆောင်ရွက်သွားရန်မှာကြားခဲ့ကြောင်းသိရှိရပါသည်ခမညာ။